အားလုံးပဲမင်္ဂလာပါကမ္ဘာအလုံးကျုံဆုံးစနစ်တွေနဲ့တိစောက်ထားတဲ့ဘန်တွေတဲကတစ်ခုဖြစ်တဲ့စပိန်ဘန်ကိုညံကြီးရှင်အင်ဂျင်နီယာចောင်းသားလေးပါဝင်တဲ့အဖွဲ့ကဘယ်လိုမျိုးအကောင်းဆုံးဖောက်ပြသွားမလဲဆိုတာစောင့်ကြည့်သွားရမယ့်ဇာတ်ကားကောင်းလေးတစ်ခါကိုတင်ဆက်ပေးသွားခြင်းပါတယ်ဇလန်းလေးရဲ့အစမှာတော့တွန်လို့အမည်ရှိတဲ့ညံကြီးရှင်အင်ဂျင်နီယာចောင်းသားလေးတူကမက္ကစီကိုရေနံယူဖိမှုအကြက်တဲကိုဖြည့်ရှင်းပေးလိုက်တာကြောင့်ကမ္ဘာအကြီးဆုံးရေနံကုမ္ပဏီကြီးရှိခုရဲ့အာယုံစိုက်ခံရမှုကိုရရှိခဲ့ပါတယ် ညာရှိရှင်တွန်းကိုသဘောကျသွားတဲ့ရေနံကုမ္ပဏီကြီးတွေကလည်းသူ့ကိုအလုခန့်အပ်ဖို့အကျိမ့်နဲ့ကိုရှင်ပြန်ခဲ့ကြပြီးအမှုဆောင်ယာရှိချုပ်ယာသူရဲ့ကုမ္ပဏီရှင်ယာတွေနဲ့တနည်းလောက်ခအမေရိကန်ဒေါ်လာ၄သိန်းကိုကမ်းလှမ်းခဲ့ကြပါတယ်။တွန်းကတော့ဒီလိုလူမျိုးကလောက်ရတာအရန်လွယ်တယ်ဆိုပြီးတော့ကမ်းလှမ်းချက်အားလုံးကိုညှင်းပစ်လိုက်ပါတယ်။ဒါပေမဲ့စပိန်နိုင်ငံမှာရှိတဲ့ရေချောင်းကယ်ဆယ်ရေးကုမ္ပဏီပိုင်ရှင်တူဦးဖြစ်တဲ့ဝေါ်တာရဲ့လောက်ကမ်းလှမ်းချက်ကိုတော့တွန်းကလက်ခံလိုက်ပါတယ်။နှစ်ပေါင်း၈၀ကျော်ကြောင်း ဘသူကမှဖောက်ထွင်းနိုင်တာမျိုးမရှိတဲ့အင်ဂျင်နီယာပညာရဲ့ကဏ္ဍဝင်လို့သတ်မှတ်ထားတဲ့ဘန်နာတိုက်ကိုဖောက်ထွင်းဖို့အတွက်သူ့ရဲ့ဉာဏ်ရည်ရှင်အုံနောက်ကိုအသုံးပြုဖို့လိုအပ်တယ်ဆိုပြီးဝေါ်တာကကမ်းလှမ်းလိုက်တာကြောင့်တွန်ကလည်းချက်ချင်းလက်ခံလိုက်တာပဲဖြစ်ပါတယ်။အဲနောက်မှာတော့ဝေါ်တာကတွန်ကိုသူ့အဖွဲ့သားအားလုံးနဲ့မိတ်ဆက်ပေးလိုက်ပြီးဘန်ဖောက်ဖို့အစီအစဉ်ကိုစတင်ကြပါတော့တယ်။လွန်ခဲ့တဲ့လအနေငယ်တုန်းကဝေါ်တာနဲ့ဂျိမ်းစ်တို့အမိရတဲ့ယန္တနာမုတ်ဆိုးနှုတ်ဦးကအက်တလန်တိတ်သမုဒ္ဒရာအောင်မှာနင်းမြုပ်နေခဲ့တဲ့တင်မောတစည်းကနေ ရှေးအောင်ရေတနာပစ္စည်းတွေကိုရှာဖွေဆေးယူခဲ့ပါတယ်။ဝေါ်တာတို့ဆေးယူရရှိခဲ့တဲ့ရှေးအောင်ရေတနာပစ္စည်းတွေထဲမှာတန်ဖိုးကြီးရေတနာတိုက်ကြီးတရှိရနေရာကိုဖော်ပြပြီးတဲ့ဒင်းကားပြသုံးပြလေးပါဝင်ပါတယ်။ကံမကောင်းစွာနဲ့ပဲစပိန်ရေပိုင်နဲ့တဲ့ရောက်နေတဲ့သူတို့ကိုစပိန်အာဏာပိုင်တွေကလာရောက်တားဆီးလိုက်ပြီးတော့ဆေးယူရရှိထားတဲ့ရှေးအောင်ပစ္စည်းတွေအားလုံးကိုသိမ်းယူသွားခဲ့ပါတယ်။အဲနောက်တော့စပိန်အာဏာပိုင်တွေကဝေါ်တာတို့တွေးရှိထားတဲ့ရှေးအောင်ပစ္စည်းတွေကစပိန်ရေပိုင်နဲ့တဲ့မှာရှိရကြောင်း သူတို့ပိုင်တယ်ဆိုပြီးကမ္ဘာအလုံးစုံဆုံးစနစ်တွေနဲ့တိစောက်ထားတဲ့ဘဏ်တစ်ခုမှတင်စီထားလိုက်ပါတယ်။ယန္တနာတွေကိုနှစ်ပေါင်းများလိုက်ရှာခဲ့ရပြီးနောက်ဆုံးတွေ့တဲ့အချိန်မှာတော့စပိန်အာဏာပိုင်တွေကလဝါကြီးအုပ်သွားတာကိုဒေါသထွက်သွားတဲ့ဝေါ်တာလေကမ္ဘာအလုံးစုံဆုံးစပိန်ဘဏ်ကြီးကိုဖောက်ဖို့ပညာရှင်တွေကိုစတင်စူးစီးခဲ့ရတာကနေတွန်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဝေါ်တာရဲ့မွေးစားသမီးလော်ရင်းကအသွင်ပြေးတောင်းဝင်ယူပြီးကလောက်စတိုရဲ့အမျိုးသားကတော့ဟက်ကာတူဦးဖြစ်ပြီးတော့ဂျိမ်းစ်ကတော့စစ်သားဟောင်းတူဦးပဲဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့ဆိုင်မွန်ဆိုတဲ့မျိုးသားကတော့ဝေါ်တာတို့အဖွဲ့လိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုဝယ်ယူပေးရသူတူပဲဖြစ်ပါတယ်။နောက်ရရောက်တော့ဘိုင်းရဲ့စနစ်ကို clock က highlight တဲ့အချိန်မှာအခက်အခဲတွေရှိနေတာကိုအဖွဲ့သားတွေအားလုံးကိုပြောပြလိုက်ပါတယ်။အဖွဲ့သေးကိုအစ်စ်ရောက်လာတဲ့ညာရင်းရှင်တွန်ကဘိုင်းရဲ့စနစ်ကိုဟန့်နိုင်ဖို့အတွက်လိုအပ်တဲ့လှုပ်ဝက်ကုန်းရောင်းယူနိုင်မဲ့နီလန်းကိုပြောပြလိုက်ပြီးအဲ့ဒီနီလန်းကလည်းကွက်တီကိုအသုံးဝင်သွားတာကြောင့်ဝေါ်တာတယောက်အထင်ကြီးသွားခဲ့ပါတယ်။ဒုတိယမြောက်နေ့မှာတော့ တွန်တယောက်စပိန်ဘန်ရဲ့အတွင်းပိုင်းအလုံးလုံးပုံတွေကိုစတင်လေ့လာခဲ့ပါတယ်။ဘန်အတွင်းမှာကအာယုံခံကိရိယာတွေနဲ့ကင်မရာများစွာရှိသလိုအချက်ပေးသံကြားနာနဲ့ချက်ချင်းတုံ့ပြန်မှုလေ့ကျင့်ထားတဲ့လုံခြုံရေးဝန်ထမ်းအများကြီးလည်းရှိနေတာဖြစ်ပါတယ်။အဲဒီထက်ပိုပြီးကျန်းတဲ့စင်ကုန်မှုကတော့ဘန်ရဲ့လက်တစ်ဖက်မှာရှိနေတဲ့စပိန်စစ်တပ်ဌာနချုပ်ကြီးပဲလို့ဝေါ်တာက ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဘန်ကနေအချက်ပေးသံမြည်လာတာနဲ့ လမ်းတစ်ဖက်မှာရှိတဲ့စပိန်စစ်တပ်ဌာနချုပ်ကနေစစ်သား900ကချက်ချင်းအပြေးလွှာရောက်ရှိလာမှာမလို့ပဲဖြစ်ပါတယ်။ပြီးတော့ဘန်ရဲ့လုံခြုံရေးအကြီးအကဲကစပိန်အကြမ်းဖက်မှုတံမြန်ရေးတပ်ဖွဲ့ရဲ့စစ်ဦးစီးချုပ်ဟောင်းတူလည်းဖြစ်ပြီးတော့ဘန်ကိုလုံးဝဟာကွက်မရှိအောင်အမြဲတမ်းစောင့်ကြည့်နေသူလည်းဖြစ်ပါတယ်။ဝေါ်တာရုတ်ဖွဲ့ကလည်းဘန်ရဲ့အတွင်းပိုင်းပုံစံကြောင့်အနေငယ်ပဲတည်ထားတာဖြစ်ပြီးတော့ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့နောက်ထပ်အချက်အလက်တွေသိနိုင်ဖို့ကစကစ်ဖတ်တာမျိုးတွေလုပ်ဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။ဘန်နာတိုက်အတွင်းကိုဝင်ရောက်ဖို့အတွက်လည်းတော့နှချောင်းနဲ့ ဘန်လုံကျုံရဲ့အကြီးကဲရဲ့လက်ပွေရလိုအပ်တယ်ဆိုတာကိုပဲသူတို့သိထားကြပြီးကြံတဲ့အချက်လက်တွေကိုမသိထားရကြောင်းတိုင်ပတ်နေကြပါတယ်။အဲနောက်တော့ဝေါ်တာတို့အဖွဲ့လည်းအချက်လက်တွေကိုရယူဖို့အတွက်စစ်စင်ရေးတစ်ခုကိုစတင်လိုက်ကြပါတယ်။တွန်နဲ့ဆိုင်မွန်ကတော့တန်ရှင်ရေးဝန်ထမ်းတွေအဖြစ်ဟန်ဆောင်ပြီးဘန်တဲကိုဝင်ရောက်သွားခဲ့ကြပါတယ်။လော်ရင်းကတော့တန်ဘိုးကြီးပကြီးကားထူပြူးတဲ့အာမခန့်ကိုစလေတူအဖြစ်ဟန်ဆောင်ပြီးတော့ဘန်အကြီးကဲကြီးရှိတဲ့အခန်းထဲကပကြီးကားနောက်မှာရှိတဲ့မိကတက်တာထဲမှာရှိတဲ့တော့တွေကိုခိုးယူရမှာပဲဖြစ်ပါတယ်။ ဲနောက်တော့လော်ရိန်လည်းဘန်လုံကျုံရဲ့အကြီးကဲနဲ့တူလမ်းလျှောက်နေတော့အကြီးကဲရဲ့လက်ဝဲရောင်ရောက်ယူနိုင်ဖို့အတွက် ကော်ဖီခွက်ကိုခဏကင်ပေးထားနိုင်မလားဆိုပြီးတောင်းဆိုလိုက်ပြီးတော့လက်ဝဲရောင်အောင်အောင်မြင်မြင်ရောက်ယူနိုင်ခဲ့ပါတယ်လော်ရိန်ကအကြီးကဲရဲ့အခန်းထဲကိုရောက်တဲ့အချိန်မှာတော့ကလော့စ်ကလုံကျုံရဲ့ကင်မရာကိုဟတ်လိုက်ပြီးလော်ရင်းကပကြီကားတစ်ခုကိုစကင်ဖတ်နေတဲ့ပုံစံကိုအနည်းပြကွက်နဲ့ပြသထားခဲ့ပါတယ်။ကလော့စ်ကအချက်ပြလိုက်တာနဲ့လော်ရင်းကလည်းမိခင်တက်တာကိုဖွင့်ပြီးဘန်နာတိုက်ကိုဖွင့်မဲ့ပထမမြောက်တော့ရဲ့ပုံစံကိုချက်ချင်းကူးယူခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲဘန်ဒရိုက်တာကအခန်းထဲကိုလာခဲ့တာကြောင့်လော်ရင်းလည်းလုံခြုံရေးကင်မရာမှာပြသထားတဲ့စကင်ဖတ်တဲ့နေရာမှာပြန်နေဖို့ခက်ခဲနေခဲ့ပါတယ်။လုံခြုံရေးကင်မရာမှာလော်ရင်းစကင်ဖတ်နေတဲ့ပုံစံကိုအနည်းပြကွက်နဲ့ပြသထားတဲ့ဗီဒီယိုကစက္ကန့်20ပဲကျန်တော့တယ်လို့အဖွဲ့သားတွေကပြောလိုက်တာကြောင့်လော်ရင်းလည်းဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ချက်ချင်းစုစုလို့အကြံရသွားတဲ့လော်ရင်းလည်းဘန်တောင်ဝင်ရှိသူကိုဓာတ်ပုံရိုက်ပေးနိုင်မလားဆိုပြီးတော့အကူအညီတောင်းရင်းနဲ့စကင်ဖတ်တဲ့နေရာကိုအောင်အောင်မြင်မြင်နဲ့ပြန်သွားနိုင်ခဲ့တာကြောင့် လုံခြုံရေးကင်မရာကနေစောင့်ကြည့်နေတဲ့ဘန်လုံခြုံရေးအကြီးကဲလေးတန်တရားဖြစ်เสียဘာမှမရှိဘူးလို့ထင်သွားခဲ့ပါတယ်။အဲနောက်တော့လော်ရင်းကဒုတိယမြောက်တော့ကိုရှာဖို့လုံးနေချိန်မှာပဲအောင်ဆုံးတက်ကိုသွားပြီးတော့ဘန်နာတိုက်ရဲ့ဖွဲ့စည်းပုံကိုစကင်ဖတ်ရမယ်တွန်တယောက်ကတော့ပြဿနာတွေနဲ့ကြုံခဲ့ရပါတယ်။အစည်းအဝေးခန်းတစ်ခုရဲ့အောက်တက်တဲမှာဘန်နာတိုက်ရှိတာကိုတီးသွားတဲ့တွန်လေစပွဲကုန်အောက်ကိုဝင်ပြီးတော့စကင်ဖတ်ဖို့လုံနေတော့မှလူအုပ်စုတစုကဝင်လာတာကြောင့်တွန်လေစပွဲကုန်အောက်မှာပိတ်မိနေခဲ့ပါတယ်။ ဲ့လိုနဲ့ဗန္ဒိုက်ဖွဲ့စည်းပုံကိုစကင်ဖတ်နေတော့မှာပဲ96ရာဂိုင်နှုန်းကိုရောက်တဲ့ချိန်မှာတော့စက်ကအလုံးလုံးတော့တာကြောင့်တွန်ကစက်ပြက်အလုံးလုံးလာအောင်ပြင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့စက်ကပြန်အလုံးလုံးသွားပြီးတရားရာဂိုင်နှုန်းထိစကင်ဖတ်ပြီးသွားပြိမ့်မယ်လေ။လုံကြုံရေးအချက်ပေးတန်တစ်ခုကိုမြည်စေခဲ့တာကြောင့်အားလုံးလည်းရုပ်ရုပ်သေးသေးလေးဖြစ်ကုန်ပါတော့တယ်။အချက်ပေးတန်ကိုကြားလိုက်တာနဲ့ဗန်အကြီးကဲကလည်းဗန်တစ်ခုလုံးကိုပိတ်ဆို့လိုက်ပြီးတော့စစ်တပ်ကိုချက်ချင်းလာဖို့အကြောင်းကြားလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဒုရီယာမြောက်တော့ပုံစံကိုအောင်မြင်စွာကူးယူနိုင်ခဲ့တဲ့လော်ရင်းကို အပြင်ထွက်ဖို့ဘန်ဒရိုက်တာကလာပြီးတော့ခေါ်ခဲ့ပါတယ်။ဒရိုက်တာရောက်လာတာကြောင့်လော်ရိန်းလည်းတော့ကိုအရင်နေရာမှာပြန်မထားနိုင်ခဲ့တဲ့ပြင်မိကန်တက်တာကိုလည်းပြန်ပိတ်ဖို့မေ့သွားတာကြောင့်အဖွဲသားတွေအားလုံးလည်းရရုပ်တဲတဲတွေဖြစ်ကုန်ပါတယ်။ဒါပေမဲ့လည်းလော်ရိန်းကတော့ကိုအောက်ဆုံးထက်မှရှိတဲ့တွန်းစီကိုပြစ်ပေးပြီးတွန်ကအဲ့ဒီတော့ကိုတတိယထက်ကအကန်းထဲမှာပြန်သွားထားဖို့ဝေါ်တာကအကြံပေးလိုက်ပါတယ်။တွန်တယောက်တော့ကိုပြန်ထားနေလို့မှပဲလုံချုံရဲ့အဆောက်အဦကအဲ့ဒီခန်းကိုလာနေတယ်လို့ Klaus ကသတိလမ်းပေးလိုက်ပါတယ်။ အဆောက်လာနေရမလို့ဘာလို့ရမှန်းမသိဖြစ်နေတဲ့အတွက်လဲနှချက်ကိုတတ်ထားလိုက်ပြီးတော့အလုံးလုံးနေတဲ့ပုံစံပဲဟန်ဆောင်နေခဲ့ပါတယ်။လုံချုံရေးဝန်ထမ်းကတွန်းကိုမြင်တဲ့အချိန်မှာတော့ဘာလို့နေတာလဲလို့မေးလိုက်ပေမဲ့တွန်းကတော့သူနှချက်တတ်ထားလို့ဘာတွေဖြစ်သွားလဲမသိလိုက်ဘူးဆိုပြီးဖြေလိုက်တာကြောင့်ထောင်ချခံရမယ့်အနေကနေကတိလေးလွတ်လာခဲ့ပါတယ်။စစ်စစ်ရေးပြီးသွားတဲ့နောက်မှာတော့တွန်းကဘန္နာတိုက်ရဲ့ဖွဲ့စည်းပုံကိုလေ့လာခဲ့ပြီးစကင်ထဲမှာရှင်းရှင်းလင်းလင်းပြသမှထားတဲ့အပိုင်းကရေးတွေပါဝင်တဲ့အပိုင်းဖြစ်နေတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။ ဘန္နာတိုက်ကိုအလေးချိန်ချိန်ခွေနီးရမနဲ့တိဆောက်ထားပြီးအလေးချိန်ပြောင်းသွားမယ်ဆိုရင်တကားကပိတ်သွားပြီးတော့ရေးတွေဝင်လာမှာလို့တွန်ကရှင်းပြလိုက်ပါတယ်ဘန္နာတိုက်ရဲ့ရန်ရီယာလှုပ်လှုပ်ပုံကိုသိသွားတဲ့တွန်လည်းအလေးချိန်ချိန်ခွေပြဿနာကိုနေမနာညမနာစဉ်းစားပါတော့တယ်တဖက်မှာလည်းဆိုင်မုန်နဲ့ဂျိမ်းစ်ရိုးကဘန္နာတိုက်ရဲ့အောက်ခြေမှာအရန်ကြီးရဲ့ချိန်ခွေကြီးတစ်ခုရှိတာကိုရှာဖွေတွေ့ရှိသွားသလိုနောက်ထပ်အခက်အခဲတစ်ခုကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ် အဲ့ဒါကဘာလဲဆိုတော့မြေအောင်ခန်းရဲ့နေရံတွေကခိုင်ခန်းတဲ့ပြင်တိုက်တီနီယံတမ်မီအာဖြစ်ကွန်ကရစ်အလွာတွေနဲ့စောက်ထားကြအောင်တူဖော့ရေးစက်နဲ့ဖောက်မယ်ဆိုရင်တော့15ရက်လောက်ကြာမြင့်သွားမှာပါအဲ့ဒီလောက်အချိန်ကြီးရဲ့ဝေါ်တာတို့ဖွဲ့လေအကြံအိုက်သွားခဲ့ပါတယ်ညနေပိုင်းကိုရောက်တော့ဝေါ်တာတယောက်လမ်းလျှောက်ထွက်နေတော့ရေပြင်မှာစူးစီးနေကြတဲ့ဘလုံးပရိသတ်လူအုပ်ကြီးကိုတွေ့လိုက်ရပါတယ်လာမယ့်ရက်မှာကျင်းပမယ့်ကမ္ဘာဗလာဘူလူပွဲတွင်ဗန်နီမှရှိတဲ့ကင်မရာတွေအားလုံးဟာရေပြင်မှာရှိတဲ့ပရိသတ်တွေအားလုံးဘက်ကိုလှည့်ထားမှာကို ဝေါ်တာတိသွားခဲ့ပြီးအခွင့်ရေးရှိသေးတဲ့ဆိုပြီးမျက်လုံးတွေဝင်လက်လာခဲ့ပါတယ်။အဲဒါကြောင့်မလို့ဝေါ်တာအဖွဲ့လည်းမြေအောက်ကနေဗန်ထဲကိုဝင်မဲ့အစားအမိုးဘော်ကနေပဲဝင်ရောက်မဲ့လမ်းကိုရွေးချယ်ခဲ့ကြပါတော့တယ်။တစ်ချိန်တည်းမှာပဲတွန်ကလည်းသူအလေးချိန်ချင်းခွေပြဿနာကိုဖြေရှင်းနိုင်သွားပြီဆိုပြီးအဖွဲ့သားတွေကိုပြောလိုက်ပါတယ်။တွန်ကချိန်ခွေတစ်ခုကိုနိုက်ထရိုဂျင်အရေတွေဖြန့်လိုက်ပြီးရေကွက်ကိုတင်လိုက်တဲ့အချိန်မှာတော့အလေးချိန်ကပြောင်းလဲသွားတာမျိုးမရှိပဲရက်တက်နေတာကိုအဖွဲ့သားတွေကိုပြလိုက်ပါတယ်။ ဒါပေမဲ့ဘဏ္ဍာတိုက်ကြီးရဲ့ချိန်ခွင်ကြီးကိုအေးခဲသွားအောင်ဖြန်းဖို့ဆိုရင်နိုက်ထရိုဂျင်အရေပေါင်းများစွာလိုအပ်မှလည်းဖြစ်ပြီးစစ်စင်ရေးတစ်ခုလုံးကိုအပြီးတက်နိုင်ဖို့သူတို့မှအချိန်15မိနစ်ပဲရှိတာလည်းဖြစ်ပါတယ်။စပိန်နဲ့နယ်ဇာလန်တို့ရဲ့ဘောလုံးပွဲစတင်တဲ့အချိန်မှာတော့ဝေါ်တာတို့အဖွဲ့လည်းဘန်ဖို့စပြီးလှုပ်ရှားပါတော့တယ်။ဂျိမ်းစ်လော်ရန်နဲ့တွန်တို့ကဘန်ရဲ့အမိုးကနေဖောက်ဝင်ပြီးဘဏ္ဍာတိုက်ကြီးရှိရာကိုတန်တန်မမတ်ဝင်လာခဲ့ပါတယ်။သူတို့သုံးဦးစလုံးဘဏ္ဍာတိုက်ရှိကိုရောက်လာတဲ့အချိန်မှာတော့လက်ပွေရာတွေတော်ရီကိုအုံပြုပြီး တကားကိုဖွင့်လိုက်ပေမဲ့အထဲကတော့မဝင်သေးပဲဘန္နာတိုက်အောက်ခြေမှာရှိနေတဲ့စိုင်မုံရဲ့အချက်ပြတာကိုစောင့်နေခဲ့ပါတယ်။တစ်ဖက်မှာတော့စိုင်မုံကလည်းဘန္နာတိုက်အောက်ခြေမှာရှိတဲ့အလေးချိန်ချင်းဝင်ကိုနိုင်ထရိုဂျင်အရေရင်းနဲ့ဖြန်းပြီးအေးခဲအောင်လုပ်နေခဲ့ပါတယ်။ချိန်ခွင်ကြီးအေးခဲသွားတဲ့အချိန်မှာတော့ James, Lauren နဲ့တွန်တို့လည်းဘန္နာတိုက်တဲ့ကိုချက်ချင်းဝင်ပြီးတော့ဒင်းကားများသုံးများကိုရှာပါတော့တယ်။တချိန်တည်းမှာပဲဘန်ကင်းလဲတဲ့အဖွဲ့ကအမိုးပေါက်ပွင့်နေတာကိုသတိထားမိသွားခဲ့တာကြောင့်ဘန်အကြီးကလုံခြုံရေးအဆောက်အအုံကို ဘန္နာတိုက်စီကိုချက်ချင်းသွားဖို့အမိတ်ပေးလိုက်ပါတယ်။အခြားတစ်ဖက်မှာတော့ဒင်ကားများတွေကိုလုံရင်းတယောက်ရှာဖွေတွေးရှိသွားပေမဲ့မထိမ့်မှတ်ထားတဲ့အလေပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။အဲဒါကဘာလဲဆိုတော့ James ကအစပိုင်းကလေးကအဖွဲကိုတစ္ဆာဖောက်ဖို့နဲ့ဒင်ကားများတွေအားလုံးကိုရှာဖွေတွေးရှိချိန်မှာတကူတဲ့လဝါကြီးအုပ်ဖို့စီစဉ်ထားခဲ့တာပဲဖြစ်ပါတယ်။ James ကတန်းတန်းနဲ့ချိန်ထားတာကြောင့်ဘာမှမတက်တာတော့တဲ့ Lorraine နဲ့ဒင်ကားများတွေကိုပေးလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲနောက်ထပ်အလေပြောင်းတစ်ခုကလည်းဖြစ်လာပါတော့တယ်။ နိုင်ထိုးရှင်အရေတွေရဲ့အေးခဲမှုအာနိသင်ကပြည်လာတာကြောင့်သူတို့သုံးဦးစလုံးလည်းအခန်းထဲမှာပြိမိသွားခဲ့ပြီးရေတွေဒရက်ဆက်ဝင်လာပါတော့တယ်စစ်သားဟောင်းတဦးဖြစ်တဲ့ဂျင်းကတော့သူ့ရဲ့ရေကူးစွမ်းရည်ကိုသုံးပြီးအဲ့ဒီထောင်ချောင်းကနေလွတ်မြောက်သွားခဲ့ပေမဲ့လော်ရင်းနဲ့တွန်တို့ကတော့အခန်းထဲမှာပဲကြံနေခဲ့ပါတယ်ညံရှိရှိတွန်လည်းဒီထောင်ချောင်းကိုဘလို့လှည့်စားရင်ကောင်းမလဲတွင်းနေအကြံတစ်ခုရသွားခဲ့ပါတယ်ဗနာတိုက်အခန်းထဲမှာရေတွေပြည့်သွားတဲ့ပုံစံမျိုးဖြစ်သွားစေဖို့အတွက်ချင်းခွေးပေါ်မှာနောက်ထပ်အလေးချိန်တွေကိုထပ်တင်ဖို့ တရန်ကအောက်ခြေမှာရှိနေတဲ့ဆိုင်မွန်ကိုပြောလိုက်ပါတယ်။ဆိုင်မွန်လည်းနိုင်ထရိုဂျင်အရေတွေဖြည့်လာတဲ့တိုင်ကြီးတွေအားလုံးနဲ့သူ့ရဲ့ရေဒီယိုလေးကိုချိန်ခွေပေါ်တင်လိုက်ချိန်မှာတော့ဗန်နာတိုက်အခန်းခုလုံးရေပြည့်လူနေပါမဖြစ်သွားခင်မှာကံကောင်းစွာနဲ့ပဲရေတွေဝင်လာတာရပ်တန့်သွားပါတယ်။ဗန်နာတိုက်ရဲ့ချိန်ခွေစနစ်ကလည်းရေတွေပြည့်သွားပြီအထင်နဲ့အခန်းထဲမှာရှိတဲ့ရေတွေအားလုံးကိုရင်းနှုံမြောင်းပေါက်ကနေတဆင့်ထုံးလွှတ်တဲ့အဆင့်ကိုစလုပ်ခဲ့ပါတော့တယ်။အဲနောက်တော့လုံခြုံရေးအဆောက်တွေအားလုံးလည်းဗန်နာတိုက်ရှိကိုရောက်ရှိလာခဲ့ပြီး အထဲမှာရှိတဲ့ lorry နဲ့တွန်တိုးကိုဖမ်းဆီးဖို့အစင်သိမ့်လှုပ်ထားလိုက်ကြပါတယ်။ဒါပေမဲ့လည်းဘန်နာဒိုက်တကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့အထဲမှာဘသူမှရှိမနေတော့တာကိုတွေးလိုက်ရတာကြောင့်အားလုံးလည်းဟင်ကနေဟာကနေဖြစ်သွားပါတယ်။ကံကောင်းစွာနဲ့ပဲ lorry နဲ့တွန်တိုးကဘန်နာဒိုက်တကားမပွက်ခင်မှာရင်းနှုံမြောင်းပိုက်တွေကနေစထွက်ပြေးလွမြောက်သွားခဲ့ပါပြီ။လုံချုံရေးစောက်တွေကအထက်တိုင်းမှာရှိနေတာကြောင့်ဘဲကိုပြေးရမယ်မသိဖြစ်နေတော့မှပဲဘန်ဒရိုက်တာကစိတ်လေးတောက်တာကြောင့် တိန်ပေါက်တကားကိုဖွင့်ထားလေးရှိတာကိုလော်ရင်းတယောက်တရိရသွားခဲ့ပါတယ်။သူတို့နှစ်ဦးလည်းဘန်ဒရိုက်တာရဲ့အခန်းကိုပြေးသွားပြီးပတင်းပေါက်ကနေတဆင့်ဘန်အဆောက်ဦးတွေကနေအောင်မြင်စွာထွက်သွားနိုင်ခဲ့ပါတယ်။အဲနောက်မှာတော့သူတို့နှစ်ဦးလည်းအမဲရောက်ဂျာခွင်းတွေကိုချွတ်လိုက်ပြီးတော့ရေပြင်မှာရှိနေတဲ့ဘလုံးပရိသတ်လူအုပ်ကြီးဂျာတဲ့ကိုတုံးဝင်သွားပြီးတော့ကိုယ်ရောင်ဖြောက်လိုက်ကြပါတယ်။စစ်သားတွေကလည်းအလျှော့မပေးဘဲသူတို့နောက်ကိုဆက်လိုက်လာတာကြောင့်နှစ်ယောက်သားလည်းလက်လျှော့ဖို့လုံနေချိန်မှာပဲစပိန်အသင်းကနောက်ဆုံးမိနစ်ကိုတွင်းယူပြီး နေသားလန်အသေးကိုအနိုင်ယူလိုက်တာကြောင့်ပရိသတ်တွေအားလုံးအော်ခရောအောင်ပွဲခံလိုက်ရပါတယ်အဲ့ဒါကပဲသူတို့နှူးကိုစစ်သားတွေမျက်ခြေပြတ်သွားစေဖို့အခွင့်အရေးတစ်ခုဖြစ်ခဲ့ပြီးကက်တီးလေးထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်ရန်နေငယ်ကြတဲ့နောက်မှာတော့တစ္ဆာဖောက်ဂျင်းကသူယူလာခဲ့တဲ့ဒင်္ဂါပြားတွေကိုသူ့ရဲ့အလို့ရှင်ကိုပေးလိုက်ပါတယ်ဒါပေမဲ့လည်းဒင်္ဂါပြားတွေပါတဲ့တီနီယာကိုကုတ်ဖော်ကြည့်လိုက်တဲ့ချိန်မှာတော့အီဖယ်မျောစင်ကိုပြသနေပြီးမှန်ကန်တဲ့တီနီယာမဟုတ်တာကို James တယောက်တီးသွားပါတော့တယ် နောက်ဆုံးမှာတော့ဝါဒါတို့အဖွဲ့ရဲ့လေဆာမှုကိုခံလိုက်ရပြီဆိုတာကို James လည်းနားလည်သွားခဲ့ပါတယ်။ဗန်နာတိုက်ထဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအတွင်း James ကိုဒင်္ဂါပြားတွေပေးခဲ့မှာ Lorraine ကဒင်္ဂါပြားအစ်စ်တွေကိုအတူတွေနဲ့လဲထားခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ခါမှာတော့ဝါဒါတို့အဖွဲ့ကပြင်သစ်ကအပန်းဖြေစခန်းတစ်ခုကိုရောက်ရှိနေပြီးသူတို့ရှာနေတဲ့ရေစနာတိုက်ကြီးကအင်္ဂလန်ဘဏ်အတွင်းမှာရှိနေတာကိုဒင်္ဂါပြားတွေမှာပါတဲ့ကုတ်တွေကနေသိစေဖော်ထုတ်နိုင်ခဲ့ကြပါတယ်။အဲ့ဒါနဲ့ဝါဒါတို့အဖွဲ့လည်း သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုထပ်မံဆန်းသပ်ဖို့အတွက်အင်္ဂလန်ဗန်ကြီးကိုဖောင်တင်းဝင်ရောက်ဖို့အစီအစဉ်တွေရေးဆွဲနေရင်ဇလန်းလေးလည်းဆုံးသက်သွားခဲ့ပါတယ်။လူကြီးမင်းတို့လည်းတွန်ရဲနေရမှာရှိနေခဲ့မယ်ဆိုရင်အမေရိကန်ဒေါ်လာ၄သိန်းနဲ့အမှုဆောင်ယာစီရုပ်ယာတူရဲ့ကုမ္ပဏီရှယ်ယာတွေကိုပဲယူမှာလား။ဒါမှမဟုတ်ဘယ်သူကမှမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့မရှင်တစ်ခုကိုလုံဆောင်ဖို့အခွင့်အရေးကိုပဲယူသွားမလားဆိုတာဖြေပေးခဲ့ကြပါဦး။ကြည့်ရှုအားပေးတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။